ဘဝတဏိတာအဖြစ်ရှာဗာတယ်လေဘဝတဏိတာအဖြစ်ရှာဟုတ်ပြီမိမိတို့ရရှိတဲ့ဘဝတဏိတာကိုကောင်းသောအဖြစ်ရှာခြင်းမကောင်းသောအဖြစ်ရှာခြင်းနှစ်ခုရှိတယ်နော်လောကကြီးဟာကုသိုလ်နဲ့ဘဝကို ဖြေရှားနေကြပြီတကယ်တော့အကုသိုလ်တို့ဖြင့်အဖြေရှားတဲ့ပုဂ္ဂိုလ်တွေရလည်းမရှိလားရှိလားရှိနေတယ်တို့ယောဂီတို့ကောင်းတွေကကုသိုလ်အာယုံတို့ဖြင့်ဘဝမှာ ကောင်းသောအဖြေကိုရှားနေကြတယ်ပေါ့ဟုတ်တယ်လားဝိဒေပြည်ဓမ္မတချို့ပုဂ္ဂိုလ်တွေမနေ့ပိုင်းကရန်ကုန်မှာတရားတော်ဟောဟောပြီးပြန်လာတော့သူရင်တိရင်တိုင်း မိကလေးတွေလည်းဟိုရင်ဒီရင်ရုပ်ကဟိုနဲ့လဲလို့လောကကြီးတတိထားမိတယ်ပေါ့နော်။အော်လူဒီတချို့ကားတိုက်လို့တဲ့ဆိုင်ကတိုက်လို့တဲ့စက်ဘိန်တိုက်လို့တဲ့ခြေတော်ကြိုတာနဲ့ခါတစ်ပိုက်ပြတ်သွားတာနဲ့လောကကြီးဟာသူတို့ဘယ်လိုအဖြစ်ချနိုင်ကြ မကောင်းသောအာယုံတို့ဖြင့်ဖြစ်ရှာတယ်။ထိုင်ထိုင်မှန်မှန်သွားတော့ဆိုင်ခဲသွားတိုက်ကာဝသွားတိုက်ရိုင်းတိရိုင်းတိုင်းနဲ့အဲ့ဒီတော့ဘဝမှာလောကကြီးကို မကောင်းသောအကုသိုလ်တို့ဖြင့်ဒုထောက်လျှောက်ပြီးဖြစ်ရှာသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီချိန်မှများသေလွန်သွားမှဆိုရင်ချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလား ဆင်းရဲတဲ့နေရာရောက်ရတယ်တခါတည်းကျွန်းတို့မောက်ကောင်ပဲဝူကြီးငရဲကတော့အစင်တဲ့လေရခွန်နေတာသူတို့အတွက်နော်ဒါကြောင့်ခါကြီးနေရကြီးကဘဝမှာရရှိတဲ့ဘဝလေးကိုဘာနဲ့အဖြေရှာနိုင်ရမလဲကုသိုလ်နဲ့အဖြေရှာရမယ်ဘာနဲ့အဖြေရှာရမလဲသောတော်လူတွေပုထုဇဉ်တွေဟာ ညာသောအခြင်းပုထုဇဉ်ဆိုတာပုထုဇဉ်စီရှိတယ်လို့ဆိုရပြညာတော်လဲပုထုဇဉ်ရအရိယာမဖြစ်နိုင်ဘူးလားအရိယာစိတ်ငွေးရင်အရိယာဖြစ်လာမှာပေါ့ဟုတ်တယ်လားအရေးကြီးတာမိမိတဏ္ဏမှာကိုယ်စိတ်ကလေးကိုပြောင်းလဲနိုင်ဖို့တအရေးကြီးတယ်လေစိတ်ကိုပါလို့နိုင်ဖို့လိုတယ်မင်းပုထုဇဉ်စိတ်မှာအရိယာစိတ်ဖြစ်အောင်ပြောင်းလဲနိုင်အောင်ကြိုးစားနိုင်ရမယ် ဟုတ်တယ်လားအဲမကောင်းသောကာယကံဝစီကံမနောကံတို့ဖြင့်နေနိုင်တဲ့နေခြင်းတဲ့ဘဝမှာကောင်းတဲ့ကာယကံဝစီကံမနောကံတို့ဖြင့်နေနိုင်အောင်ကြောင်းတဲ့နိုင်ရမယ်ဟုတ်တယ်လားအဲ့ဒါလို့ကုသိုလ်အာယုန်တို့ဖြင့်မိမိရဲ့စိတ်ကိုပြင်လိုက်မယ်ဆိုရင်ဘဝမှာကောင်းသောအဖြေကိုရလာမယ်ဘာအဖြေရလာမယ် ကောင်းတဲ့အဖြစ်ဖြစ်လာမယ်ဒီတော့မိမိစိတ်ဟာဘုရားရှင်ဆုံးမအာရုံတို့ဖြင့်နှလုံးသားကို တွေးထိမှု မရှိကြတော့ပုဂ္ဂိုလ်မှန်တယ်များသူစိတ်သည်ကုသိုလ်နဲ့အကုသိုလ်ပဲအာရုံကို များများဖြစ်တတ်တယ်ဘုရားကတော့ပုထုရှင်စိတ်သည်ပါများတတ်တယ်ပပသမေရမတိမနောလို့ဆိုတာကို နောပုထုဇဉ်တို့ရဲ့စိတ်သည်ပပသမိန်မကောင်းသောအကုသို့၌ရမတိမွေပျော်တတ်တယ်။ပုထုဇဉ်တို့သည် မကောင်းသောအာယုံတို့ဖြင့်မွေပျော်တတ်တယ်။မကောင်းသောစေယုံမာတို့ဖြင့်မွေမြူတတ်တယ်။ဟုတ်လား။လောကကြီးအပျော်များသူအငိုဘူးဆိုသလိုလောကကြီးပြောတယ်လို့သူတို့စိတ်ထဲမှာဖြစ်နေပြောစရာကြီးပဲလို့ပြောနေကြ သူပြောတယ်ဆိုတဲ့စိတ်ဒီလောဘကရှေ့ဆောင်နေတယ်နော်မောဟကခုံလွန်ပြီးလောဘကရှေ့ဆောင်ထားနေလေတော့ကုသိုလ်နဲ့ပြောနေရတလားအာကုသိုလ်နဲ့ပြောနေကြတာကြည်စံလောကမှာဟာဟိုလိုလိုက်တော့ဒီလိုလိုက်မလို့လို့ချက်ချနဲ့ယူလိုက်မောလိုက်ဆဲလိုက်ဆိုးလိုက်ရံနေဖြစ်လိုက် ပြဿနာနေဖြစ်လိုက်ဟာဟိုနမှာတယောက်ပြီးပြီးတဲ့ဒီညမှာတယောက်ပြဿနာဖြစ်ပြီးတဲ့လောကကြီးကြီးအညွန့်ညွတ် ကနလေးကစာတော်လေးတကုတ်ဖတ်ကြည့်တယ်မြို့တစ်မြို့မှာမန္တလေးမြို့မှာလူပေါင်း180ကျော်ဆေးရုံတင်ထားရတယ်ကဲကြည်ဘာဖြစ်လို့တော့တောင်းကြံလို့ဟုတ်လားရင်ဘက်တော့ဘုမတိုက်ဆိုင်ကဲတိုက်ကားတိုက်ဟိုယူပြီးတခါခုတ်ကုံဖြစ်နေရပါရာဒီဥဒုကလည်းကြမ်း ရန်ကုန်မြို့ထဲမှာလည်းတော်တော်များများလူပေါင်း200ကျော်တဲ့ဆေးရုံတင်ထားရတာဒီဒါမနေ့ဖြင့်တပတ်ခါလာအောင်မယ်ဟုတ်ကဲ့လားငရေပြည့်ဆင်းတဲ့ပုဂ္ဂိုလ်ကတပုံကြီးရှိနေသေးတယ်နားလဲတယ်နော်ခိုးလူငယ်လေးတွေရိတ်တာတယ်ဘုန်းဘုန်းတို့ဘာလို့တရင်သာတဲ့ကကြောင်ညာပြီးအသက်73နှစ်အောက်ကိုဝင်ခွင့်မပေးဘူးအသက်73နှစ်အထက် 60အောက်အဲ့ဒါလို့ရွေးလိုက်တဲ့လူသမီးတွေကလူငယ်တွေကိုအဓိကတရားအထုတ်စီကြီးလို့အကုသိုလ်တွေမဖြစ်စေခြင်းလို့တတန်ရှိရှိလေးနဲ့လူတတန်ရှိရှိလေးနဲ့ကုသိုလ်စိတ်တွေပွားများပြီးဘဝမှာအဖြေရှာနိုင်ဖို့ဟုတ်ကဲ့လားဘဝကိုပါချာနိုင်ဖို့အေးဘဝကိုအဖြေရှာဖို့အတွက်တရားဓမ္မတို့ရဲ့ငါကောင်းသောလာခြင်းလားမကောင်းသောလာခြင်းလား ကောင်းသောပြန်ခြင်းလားမကောင်းသောပြန်ခြင်းလားလို့ကိုယ့်ကိုယ်ကိုဖြေနိုင်ဖို့လိုတယ်တော့မဲရှင်မှာအဖြေရသွားနိုင်မယ်တေမင်းနဲ့ရင်ဆိုင်တဲ့အချက်လောလောဆယ်အဖြေမပေးနိုင်ပဲညာတော့လဲမဲရှင်မှာအဖြေပေါ်လာမယ်နာမကျန်ဖြစ်လာတဲ့အချင်းဒီလောက်တဲ့ယောဂကြီးဖြစ်လာတဲ့အချိန်မှာအဲ့ဒီအချိန်မှာကိုယ့်ကိုယ်ကအဖြေကရသွားလိမ့်မယ် ဟုတ်ကဲ့လားဩငါကုသိုလ်နဲ့နေလေတဲ့အရှင်ကနေပြီးမကောင်းတဲ့အကုသိုလ်တွေနဲ့အရှင်ကြီးချုပ်တိခဲ့ပါပေါ့လားအခါကြီးနေရကြီးမှလည်းမသိဘဝမှာရရှိတဲ့အရှင်လေးတွေကိုကောင်းသော နေခြင်းမရှိပါဘဲနဲ့မကောင်းသောနေခြင်းနဲ့နေလို့မကောင်းတဲ့နေခြင်းနဲ့သိနေခြင်းဆိုနဲ့နေမိကြလို့သိခြင်းဆိုနဲ့သိရပါတော့သိရတော့မှာပါလားလို့ကိုကိုအဲ့ဒီကမြည်ကြီးဝဲလာတယ် ရှိကလေမြည်ရည်လေးက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 လေးနဲ့နှလုံးမသားရစိတ်နဲ့များသုတိသိကြသွားမယ်လို့ဆိုရင်ကဲဘုန်းတို့တရားဓမ္မတို့ကောင်းသောအဖြေလားမကောင်းသောအဖြေလားဘုရားကသုလကမ္မဝိပင်္ဂသုတ်တော်မှာတော့သောဒိနာကမိနာကာယတ္တဗေဒပါရမရဏဒုက္ခတိဝိနိပါတဥပပစ္စတိ သောတို့မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံတို့ဖြင့်သီလလည်းမရှိတမာတိလည်းမရှိပညာလုပ်ကြမလုံမိပါမဲ့နာတည်တော်သွားတဲ့ပုဂ္ဂိုလ်ဒီကာယတာခန္ဓာကိုယ်ကြီးရဲ့မိဒါယာပစ္စည်းပြီးဒီမှာပရမရဏနောက်ကာလ၌ဒုက္ခတိမကောင်းသောသူတို့ရဲ့လာရဖြစ်သောဝါဒုက္ခတိကုသိုလ်ကင်းမဲ့ပြီးအကုသိုလ်အာယုန်တို့ဖြင့်နေသောပုဂ္ဂိုလ်တွေသွားရဖြစ်သော ဝိနိပါဒံဘယုဘယကြောင့်ရဖြစ်သောနိရိယငရဲသောဥပပစ္စတိဥပပစ္စံဒီမြည်စီလက်ခမလွယ်ရောက်ရှိနိုင်ကြပါပေကုန်၏လောကမှာကုသိုလ်ကောင်းမှုတရားတို့ဖြင့်မိလျောပြီးတော့ဘာမဟုတ်တဲ့တဏှာတခဏလေးကိုလောဘတိဒေါသတိမောဟတို့ဖြင့်အချိန်ရင်ကုံဆုံးပြီးတော့ဖြုံးပြီးသွားတဲ့ပုဂ္ဂိုလ်ရဲ့တဏှာလန်းခီးပြီးကြောစီရလားကြောက်စီရလား ိန်းတို့မြောက်ဦးမှသတင်းသုံးတော်မူစဉ်တုန်းကအမျိုးသားလုပ်တဲ့ပုဂ္ဂိုလ်ကကြောင်းလာပြီးရိတ်တာထဲမှာဒုလဘဝိပိတရားအားထုတ်တယ်။အမျိုးသမီးကမြူတဲ့ပတ်ပြီးရည်ပက်တယ်။ဆိုင်ကယ်နဲ့သွားပြီးတော့သူထွလာကြီးနဲ့သူကားနဲ့တိုက်တော့သူရှီတော့တပိုင်းပဲရှီတော့ကျိုးသွားချ။ခြေတော့ကျိုးပြီးတော့ခြေအပိုင်းပေါင်ကျိုးသွားချ အဲ့ဒီတော့မှလာပြီးတော့အိမ်ကလူလာငိုနေသူယောက်ျားကြီးဘုန်းကြီးလာပြော ကိုတော့မထွက်နဲ့ဘုံဘုံတပီတော့ထွက်ရမယ်ချင်းတယ်မထွက်နဲ့သူအာကုသူနဲ့ကိုနေပြီးစီပြစ်ချလိုက်ငါလည်းပြောလိုက်တယ်ကွာမင်းအာကုသူနဲ့အရှိမကုံနဲ့မင်းလည်းကိုဟာကိုကုသူတွေလို့တယောက်ကကုသူလို့ရင်တယောက်ကနောက်ကပန်ဖို့ပြီးဒီလာဥပိုးလေးကြောင့်ရောင်စီယောဂီတရားစကံမွေးတော့မနဲ့လာညပြအလုံးလို့ တိမာလို့ငါ့ကိုတော့အင်းခတ်တယ်ဒါပေမဲ့လို့လည်းကြောင်းမရောက်မကောင်းတဲ့အကုသိုလ်နေနဲ့အကုသိုလ်သိတော့မှငါမနှံမျောဘူးကွာပြောလိုက်တဲ့ခတိနဲ့အဲ့တော့ဆေးရုံရောက်သွားတာပေါ့ဒီညနေကျော့သွားကြည့်ခုလောက်သွားမကြည့်နဲ့ပြတ်ထားလိုက်ကွာနည်းနည်းပေါ့ပြတ်ထားရကိုယ်စကားနာမတော်ကြီးခတိတိမှန်မှန်လေးပြတ်တာနောက်မှပဲစဉ်းစားပြီဘယ်လိုတော့မင်း ဘုံမှုစကားနားထောင်မှာပါငါစကားနားထောင်လာမယ်မင်းမိမကိစ္စမင်းကဒီနေ့မှမင်းမိမမဟုတ်တော့မင်းခွင့်ပြစ်နေပြီအဲ့လိုပြောလိုက်တော့ညနေမှသွားကြည့်တယ်ညဘုံကြီးစကားနားမတော်ဖြစ်တာနားဆူခဲ့အဲ့တော့မှငူတယ်ဟုတ်တယ်ငါမှားသွားပြီပေါ့မှားတဲ့သူဆိုတာနောင်တဆိုတာနောင်မရတာဟုတ်ကဲ့လားနောင်မရတာကို နောင်တလို့ခေါ်တယ် အဲ့ဒီရပြင်လို့မရတဲ့နောင်တနော်တစ်လုံးတည်းသူ့တည်းဓာရဖြစ်သွားတာပေါ့ဗျာပြန်လေကောင်းရင်တောင်းမှပဲချစ်တဲ့ချစ်တဲ့ဖြစ်နေတယ်ပူမမှန်ဖြစ်သွားချာဟုတ်ကဲ့လားကဲအဲ့ဒီတကြံပြီးတဲ့ရပေါင်း30ကျော်လောက်ဆေးဥမှာသွားနေရတဲ့ဘဝကုသိုလ်စိတ်လည်းမဖြစ်ဟုတ်လားအာကုသိုလ်စိတ်တဲ့အချိန်ကုန်ဆုံးပြီးဘဝမနစ်နာဘူးလားပိုက်ဆံနဲ့ကုန်လိုက်တာပိုက်ဆံနဲ့အသိတဲ့စနေဆက်ကုန်ကြ ဲမဆန်လည်းကိုယ်ကိုယ်လည်းကြံမာရေးမကောင်းဘဝပစ္စည်းပါနောက်လိုက်ပြီလို့အပျော်နောက်လိုက်ပြီလို့ဒါကြောင့်အပျော်မြန်းသူအငုပ်ဘူးတဲ့ဖခင်ကပါမြန်းသူပြောခဲ့ပြီးပြီဘယ်လိုပုဂ္ဂိုလ်တို့ဒီတရားကိုမေ့လျော့ပြီးတော့အပင်ကိကိလေသာနောက်ကိုလိုက်တက်လိုက်ကြတယ်မိပမာဒပုဂ္ဂိုလ်ဒီဟာဘယ်လိုပုဂ္ဂိုလ် ပမာဒပုဂ္ဂိုလ်တို့သည်ဘယ်အာယုန်နဲ့အချိန်နှီးချုံတိတတ်တဲ့ကိလေသာအာယုန်မကောင်းတဲ့အာယုန်တို့ဖြင့်မွေးပျော်တတ်တဲ့ဟုတ်ကဲ့လားအပမာဒပုဂ္ဂိုလ်ဒီအပမာဒဆိုတဲ့တတိရှိတဲ့ပုဂ္ဂိုလ်ကြီးဟာတော်ပြီတသံတရားလုံးမှာငါမိုက်ခဲပုံများပြီအခုလည်းနေတတိရှိမှာငါမမိုက်တော့ငါလိမ်မအောင်လုပ်မယ်လိမ်မအောင်ကျူးစမ်းမယ်တော်မယ်ဆိုရင်တော့နံနံလိမ်မမှရုတ်တဲ့တာတယ်မဟုတ်လား နန်းလိမ္မာမှာအေးဒီမိမိပြုပြင်နေဆိုတဲ့နေရာမှာရုပ်နဲ့နာမြတ်တော်ပဲအပုပ်ကောင်ကြီးကိုပြုပြင်တာကများတယ်လေမနေ့မိုးလင်းလာတဲ့ညနေမိုးဆိုးပြီးကတည်းကအပုပ်ကောင်ကြီးကိုအမြဲတမ်းပြင်နေရတာပဲဒါပဲစိတ်ပိုင်းဆိုင်ရာကြတော့ပြုပြင်မှုနေတယ်ပြုပြင်ဒီပုဂ္ဂိုလ်ဟာယုံလဲမလားနာလဲမလားဖြစ်တယ်ဟုတ်တယ်လားယုတ်ကုန်သာပြင်းနာမပြင်းယုတ်ပင်မလားနာမလားလေ နံကိုသာပြင်ရုပ်မပြင်ရုပ်တွင်လဲလားနံလဲလားရုပ်အပုတ်ကောင်းကြီးကိုတမ်းမှထားပြီးတော့ဒီစိတ်ကလေးကိုကမထာအာယုံတို့ဖြင့်ဒါနာကုသိုလ်ကောင်းမှုတို့ဖြင့်သီလကုသိုလ်ကောင်းမှုတို့ဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုတို့ဖြင့်ပြုပြင်ချားနေမယ်ပြုပြင်နေမယ်ဆိုစိတ်လက်မလှဘူးလားစိတ်လှရင်ရုပ်လက်လာတာပေါ့ဗျာအရေးကြီးတာကတော့နှလုံးသားလှဖို့လိုတယ်နော်ပါလှဖို့လိုတယ် ဒီအပုတ်ကောင်ကြီးကလှလှမလှလှစိတ်လှဖို့လိုတယ်မိမိစိတ်ကလေးကအမြဲတမ်းဒီတိလယနံသမာတိယနံပညာယနံတို့ပြထုံဝန်းထားသောစိတ်ပိုင်းရှင်တို့သည်စိတ်ကငြိမ်းမှုအမြဲတမ်းဖြစ်နေတယ်ဟုတ်တယ်လားနှလုံးသားတို့ပြစိတ်ကိုနှလုံးသားမှာပေါင်းစည်းမှုမထားဘူးတွေ့ထိမှုကုသိုလ်စိတ်တိလသမာတိပညာတို့ပြတွေ့ထိမှုမရှိရင်ဒီပုဂ္ဂိုလ်ရဲ့တန်ត្រာလန်ခေးသည်ကြော်စရာလားကြောက်စရာလား င်ကိုဘိုးဘိုးတကားကြီးငိုက်မဲမဆိုင်နဲ့ကောင်းကိုမတ်မတ်ထားပါမောက်ကိုမှောက်ပြီးတော့ထဲအိုးကိုချောင်းကြည့်ပြီးတရားမနာပါနဲ့အဲ့ဒါကိုကိုလည်းသတိထားနည်းနည်းလေးတက်တက်ကြွကြွတာစိုင်းရင်ပြီးနှလုံးသွင်းပြီးပါခန္ဓာကအမြဲတမ်းလိုစိတ်နဲ့တဒဒရဇတ်ပေါင်းစည်းချမ်းရင်ကုသိုလ်စိတ်အမြဲတမ်းဖြစ်နေဟုတ်တယ်လားစိတ်ကိုကမ္မထာအာယုံတို့ဖြင့်မတွေးထီးဘူးဆိုပြင်းလာတတ်တယ် ပြင်းကြီးပြီးတော့လုံးလုံးထိုင်ထိုင်မိုင်မိုင်ဖြစ်လာလို့အိုးလှုပ်ရှင်ဒီလှုပ်ရှင်ဖြစ်လာတာဒါဘုန်းကြီးကတရားထိုင်ပြီဆိုတရားနာတော့မယ်ဆိုချမ်းသာတော့ထိုင်ပါတယ်မလို့ခွေကြရင်တယ်မလို့ခွေထိုင်တော့ထိုင်ပြီးရင်မလှုပ်နဲ့တီတီငင်ငင်လေးနဲ့တရားဟောတဲ့အတန်တပေါ်ညံနဲ့စိုင်းပြီးနှလုံးသွင်းတာဘာဖြစ်လို့လဲတရားကိုမပါလို့ရတယ်ဘုရားကယူစီရတရားကိုမပါလို့ရတယ် ဓမ္မကရုဘိက္ခဝေတတ္ထကရောဓမ္မကရောဘုရားကယဟန်တို့ငါဘုရားရှင်ဟာဒီတရားတော်မြတ်ကိုလေးစားလိုက်တာတံပိုးထားလို့ဘုရားဖြစ်လာတာတင်လို့တဲ့တရားတော်မြတ်ကိုလေးစားကြလိုက်ညာတာတံပိုးထားကြလို့မမှားဘူးလားဘုရားစကားနားထောင်ရမယ်နားလည်းပြီနော်တရားကိုငါပါလို့ဘုရားဖြစ်လာရတယ်သူ့ကိုယ်တော်